ွင့်ကြပါရှင်။တနင်္လာရီထိုင်တဲ့ဌာနမနေ့ခင်တဲ့အစီအစဉ်ရဲ့မက်လ15ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကစစ်ကောင်စီရဲ့ပူလူဒူစခန်းကိုကိုမနေ့ကသိမ်းယူလိုက်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောကလစီကထုတ်ဖော်ပြောဆိုပါတယ်။ အဲ့ဒီစခန်းကိုကိုကရင်အမျိုးသားလူမျိုးရေးတမတော် KAR နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကတည်းကတိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီးအခုလ18ရက်နေ့မှာတော့အပြစ်သက်သိမ်းပိုက်လိုက်တော်လို့ဆိုပါတယ်။အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းဘက်ကို ထွက်ပြေးနေကြပြီးစခန်းသိမ်းတိုက်ပွဲကြောင့်အရတားရာချီနဲ့နေရာစွက်ခွာထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ လောင်းလုံးမြို့နယ်ကမမကန်ရွာရက်စခန်းနဲ့ဆန်းလန်းရွာနီးမှာရှိတဲ့လက်ခတ်တော်ဘောကစစ်ကောင်စီစခန်းနှစ်နေရာမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းတွန်လိုင်းရင်တပ်ဖွဲ့ဝင်2ဦးကြာဆုံးပြီး5ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်ရဲဘော်တွေစီကသိရပါဗျ။အခုလ73ရက်နေ့မနေ့ပိုင်းကအဲ့ဒီနေရာတွေကိုတွန်လိုင်းရင်မဟာမိတ်ပူပေါင်းတပ်တွေကဝင်ရောက်တက်ခဲခဲ့တာဖြစ်ပြီးစစ်ကောက်စီတပ်ဘက်ကလက်နက်ကြီးပြကွဲပြီးလေကြောင်းပစ်ကူနဲ့ပါအစ်စ်အနယ်ခုခံတက်ခဲခဲ့တာဖြစ်ပါတယ်။ ရွာထဲဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးသွားခဲ့တဲ့တနင်္သာရီမျိုးနဲ့တိတ်ခွန်ရွာကစစ်ရှောက်အမျိုးသား၁၈ဦးနှစ်ပတ်ကြာတဲ့အထိအဆက်အသွယ်မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီအမျိုးသားတွေဟာအခုလာတရနေ့ကတိတ်ခွန်ရွာရဲ့မြစ်တစ်ဖက်ကမ်းမှာစစ်ရှောင်နေတဲ့အချိန်စစ်ကောင်စီစစ်ကြောင်းနဲ့ထိတဲ့တိုးပြီးအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အခုလကိုရန်နေကလုံးလုံးမြို့နယ်ကြောင်းနေမော်ရွာမှာရှိတဲ့ပြူစောတိစခန်းဘက်က အနီးမှာဒရုန်းပုံကြောက်ပောက်ကွဲခဲ့ပြီးပြူစောတိအဖွဲ့ဝင်လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကြောက်သားတော်လာရေးတပ်ကအခုလ14ရက်နေ့မှာတည်င်းထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲပြည်သူလွတ်မြောက်ရေးတပ်ရဲ့ဦးဆောင်မှုနဲ့အတူကျောင်းသားတော်လာရေးတပ်ဒရုအဖွဲ၊ຫນွေဦးပြောက်ကြားတပ်ဖွဲ့ဒရုအဖွဲ၊လောင်လူပါကဖာဒရုအဖွဲနဲ့စကိုင်းကိုစတိုဖို့စတိုပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ မန္တလေးတိုင်းစစ်ကူမြို့နယ်လက်ပံလာရွာကလူစီကာရဈေးဆိုင်တန်းကိုစစ်ကောက်စီတက်ကလေချောက်ကပုံကျဲလို့ကလေးငယ်6ရက်ပါဝင် အရတား20ခန်းဦးသေဆုံးပြီး30ခန်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့မန္တလေး PDF ကတည်တင်းထုတ်ပြန်ပါတယ်။မနေ့ကမွန်လွဲပိုင်းမှာတက်ခိုက်ခံခဲ့ရတာဖြစ်ပြီးအခုလ၄ရက်နေ့ကလည်းအလားတူဖြစ်စဉ်မျိုးစစ်ကောက်စီတက်ကလူဆောက်ခဲ့သေးတယ်လို့ဆိုပါတယ်။ အဲ့ဒီနေ့ကလေကြောင်းတက်ခိတ်ခံရမှုမှာတော့လက်ပံလာရွာခန့်အရက်သားနှစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရေပြူမြို့နယ်ဂတ်ကုံတော်ရွာကဆာလုံးမလွဲတော်ဘက်ကိုစစ်ကောက်စီတက်ကစစ်ကြောင်းထိုးနေတဲ့အတွက်အရက်သားတချို့ဆစ်ဆောင်နေကြရတယ်လို့သိရပါဗျ။လောက်ခဲ့တဲ့တပတ်လောက်ကဆာလုံးဒူဝဲရင်နဲ့စိတ်ကဲရဲ့မြောက်ဘက်မှာရှိတဲ့ဂတ်ကုံတော်ရွာကဆစစ်ကြောင်းထိုးနေတာဖြစ်ပြီး မနေ့ကတည်းတောင်ရင်ရွာထဲမှာယာယီစခန်းချထားတယ်လို့ဆိုပါဗျ။ ဒဝဲမြို့နယ်ဇဟရွာဘက်ကနေလဲရေဖြူမြို့ဘက်ကိုစစ်ကြောထိုးလာနေတဲ့အတွက်ဒေသခံတချို့ကတော့ကျူပြီးနေရာရွှေ့နေကြတယ်လို့လည်းသိရပါဗျ။တနင်္လာနေ့ထိုင်းသတင်းဌာနရဲ့မနေ့ကင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။